အားလုံးပဲမင်္ဂလာပါ။အုံဂမ်မီယာနဲ့ပရတုဒရတအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်မှာတော့တိုင်နွားဆိုတဲ့ဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရစေ။ညတကောင်ကျော်လောက်ရှိပြီဗျ။နွားတုံတန်းကြီးကြားနေရတာ။ကျုပ်လည်းအိပ်ပျော်နေရကလန်နိုးသွားတယ်။အဖနဲ့အမေလည်းနိုးသွားကြတာပေါ့။ဘု து နွားလွတ်နေရလည်းမသိဘူး။ဆော့ဆော့ကလေးကကြားနေရတာ။ရွာမြောက်ပိုင်းကဆက်ပြီးကြားရတာပဲ။အမေကအဖကိုပြောနေတာဗျ။ အခုကြားတာကျုပ်တို့ဝိုင်းရှိရပြုကျုပ်ဖအိရာတွေကထလာတယ်အင်းရှိမှကာထားတဲ့တစ်သားချောင်းတွေကြားကနေဝိုင်းပြင်ကလမ်းမဘော်ကိုလှမ်းကြည့်နေတာဗျနွားတန်ကတော့တော်တော်ကိုအကောင်ကြီးမဲ့ပုံမဲဟဒါပေမဲ့ငါတော့ဘာနွားမှမမြင်ရဘူးငွေစင်ဟာလမတာတော့လဲမှောင်နေတာကိုကိုညာရဲ့ဘယ်မြင်မလဲတော့ဟောအတန်ကတဖြည်းဖြည်းဝေးသွားပြီပြို့တောင်ဘက်ကိုအတန်ကရောက်ရောက်သွားတယ်ဝုတ်ဝုတ်ဝုတ်တောင်ပိုင်းမှာတော့ခွေးဥတန်တွေစူညံသွားတာပြို့ ခွေးတကောင်ရဲ့မချိမဆက်အော်တန်ကိုလည်းကြားလိုက်ရတယ်ခွေးရောင်တန်ဆိုတာလည်းအမျိုးမျိုးရှိတာဗျငွေတွေးလို့ဟောင်းတဲ့အတန်ကတစ်မျိုးခွေးတကောင်နေကြွန်လာလို့ဟောင်းတဲ့အတန်ကတစ်မျိုးနန္နာဘဝမကောင်းဆိုးဝါးကိုတွေးလို့ဟောင်းတဲ့အတန်ကတစ်မျိုးလူကိုဟောင်းတဲ့အတန်ကတစ်မျိုးဗျအခုကြားနေရတဲ့ခွေးရောင်တန်ကတော့နေကြွန်လာတဲ့ခွေးကိုဟောင်းတဲ့အတန်မျိုးဗျကျုပ်စိတ်ရင်တော့ဆော့ဆော့ကအတန်ကြားတဲ့နွားကိုဟောင်းတာပဲဖြစ်မယ်ခွေးတကောင်တလေကနွားရဲ့နောက်ကိုပြေးလိုက်လို့နွားကန်လိုက်တာထင်တယ်ဗျခွေးတကောင်မချိမဆက်အော်တဲ့အတန်ကြားလိုက်ရတယ် အဖနဲ့အမေကချက်ချင်းပြန်အိတ်လို့မပြောကြတော့ဆက်လိုက်ထိုင်တောင်းနေကြတယ်လူကြီးဆိုတာကလည်းခက်သားဗျညဘက်အချိန်မဟုတ်ပဲနိုးသွားရင်ချက်ချင်းပြန်အိတ်လို့မပြောတော့ဘူးလေဗျာဖုံဖုံဘုတ်ဘုတ်ဟဲ့နွားဟဲ့ဘယ်ကနွားတော့နွားတွေ့လားတွေ့တော့မတွေ့ဘူးဟောခွေးတန်နေရောလူတန်နေရောစူးညံနေတာပါလားကိုညံဟဲ့တာတိနိုးလားနိုးတယ်အမေကျုပ်လည်းနားဆွနေတာဘာဖြစ်တာလဲမသိဘူးလူတန်နေပါကြားရတယ်အေးဟုတ်တယ်လူတန်နေပုံများလာပါလားကိုညံဘာဖြစ်ကုန်ပြီလဲမသိဘူးတော့ ကျုပ်သွားကြည့်လိုက်ရမလားအမေဟဲ့မသွားနဲ့တာဒီဘာဖြစ်တာမှန်းလည်းမသိဘူးမနဲ့ကြတော့အကြောင်းစုံသိရမှာပေါ့အမေဟက်လိုက်တာနဲ့ကျုပ်မသွားပြစ်တော့ဘူးဗျယာဒီကလည်းစောင်းဝင်စားဆိုတော့အညာမှာအေးဒါပြုတ်ပြီလေဗျာအပြင်မှာတော့တော်တော်လေးအေးနေပြီဒါကြောင့်ကျုပ်လည်းမသွားပြစ်တော့တာဘုတ်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 ခွေးဟောင်တန်တွေကတော့နည်းနည်းကျဲသွားပြီဗျအမေနဲ့အဖရောကျုပ်ရော နားဆွင့်နေကြတော့ဗျကိုကြီးတက်တီကိုကြီးတက်တီဟဲ့တာတီမင်းကိုလာခေါ်နေတာဘယ်သူတွေတုံး အတန်ကြားလိုက်တာနဲ့ကြောက်တန်းသီးတယ်ဗျကြောက်ခဲအတန်လीဗျာကြောက်ခဲဗျအမေကဒီကောင်ကိစ္စတော့ရှိလာပြီထင်တယ်ကျုပ်လဲတုံးတော်ထိုဓမီကိုဆွဲပြီးဝိုင်းနေဆင်းလာခဲ့တယ်ဟဲ့ကောင်ကြောက်ခဲလာလာဝင်ခဲ့ဘာလို့ဖြစ်တာတော့ကွကြောက်ခဲနောက်မှာတန်မဏိပါပါလာဗျဒီကောင်နှစ်ကောင်ကချမ်းလို့လက်ကလေးတွေပိုက်ပြီးကုတ်ကုတ်ကလေးတွေဖြစ်နေတာဗျကိုကြီးတတိကိုလူကျော်တေးသွားပြီဗျဘာလူကျော်တေးပြီဟုတ်လားဘာတကယ်ချင်းလူကျော်လीဟုတ်တယ်ဗျဟေးဘာဖြစ်လို့တေးတာတော့ ။ညနေရတော့ငါနဲ့တွေ့သေးတာအကောင်းကြီးပါကွ။ကိုကြီးတက်တီးဆော့ဆော့ကနွားတုံတန်းကြီးမကြားဘူးလားဗျ။အေးကြားတယ်လေ။ဘသူ့နွားလွတ်နေတာတော့။အဲ့ဒီနွားဝေးလို့ကိုလူကျော်ကြီးပွဲချင်းပြီးတေသွားတာဗျ။ဟေးဟုတ်လားကွ။ဒါဘသူ့နွားတော့။ဘသူ့နွားမှမဟုတ်ဘူးကိုကြီးတက်တီး။နွားကိုမြင်ကိုမမြင်ရတာဗျ။ဟာဘလို့ကွ။ကြောက်ခဲရ။နွားကိုမမြင်ရဘူးဟုတ်လား။နွားကလူကိုဝိပစ်ခဲ့ပြီးထွက်ပြေးသွားလို့လားမဟုတ်ဘူးဗျကိုကြီးတတေးကနွားကအတန်မဲချားနေရတာညင်ကိုမမြင်ရဘူး ဟာဟုတ်လားအေးငါအဘလည်းပြောဖို့တယ်ကွာဆော့ဆော့ဟာသူထကြည့်တာနွားမတွေ့ဘူးတဲ့ဟုတ်တယ်ဗျနွားကကိုကြီးတတေတို့ဘက်ကနေတောင်ပိုင်းကိုရောက်လာတာကိုလူကျော်တို့ဝိုင်းရှိရောက်တော့ဝိုင်းတကကဟာနေတာလေဗျာဝိုင်းထဲကခွေးတွေကထွက်လာပြီးဟောင်းတော့နွားကခွေးနောက်ကိုပြေးလိုက်ရင်ဝိုင်းထဲရောက်လာတာပဲဗျဝိုင်းထဲရောက်တော့နွားထားတဲ့တင်းကုတ်ဘက်ကိုသွားလို့နွားတွေကနှာတွေမှုတ်ယုံကန်လို့ခွေးတွေကဝင်ဆွဲကြတော့အဲ့ဒီနွားကကိုလူကျော်တို့ခွေးညိုကြီးကိုစောက်ကန်လိုက်တာခွေးလဲဆန့်ငင်ငင်နဲ့တခါတည်းကိုတေရောပဲလားဗျာ ဟေးဒါကြောင့်ခွေးတကောင်မချိမဆန့်អော်တဲ့အတန်ကြားလိုက်ရတာ우ဒီတော့ကိုလူကျော်သူ့ဘရောဝိုင်းနေပြေးရှင်းလာကြတာပေါ့ဗျာဒီမှာရင်ဝထရင်းဝထရင်းဆိုတဲ့အတန်ကြီးနှစ်ချက်စောင့်တွန်းပေးလိုက်ပြီးကိုလူကျော်ကိုပြေးဝေတာဗျာကိုလူကျော်အပေါ်ငားပေလောက်မြောက်တက်သွားပြီးမှညီကြီးပေါ်ကိုခြေပြီးလက်ပြီးပြောက်ကြတာဗျာလှုပ်ကုန်မလှုပ်နိုင်တော့ဘူးလေဗျာဟာအဲ့ဒါဆိုပွဲချင်းမိတေရောလားတေဆိုရင်မက်မှာပေါက်နေတဲ့နွားကြိုရာကြီးကနှစ်လက်မလောက်ရှိတာဝိုးဗျတွေးဒီမှာအိုင်ထုံးနေလိုက်တာမြင်လို့ကိုမကောင်းပါဘူးဗျာ လူကျော်ဆိုတာကျုပ်တငယ်ချင်းပဲလေကျုပ်ဘလို့လို့စိတ်ကောင်းနိုင်မှာတော့ဗျာကျောက်ခဲတို့တံမတိတို့နဲ့ကျုပ်ချက်ချင်းလိုက်လာခဲ့တယ်လူကျော်တို့ဝိုင်းထဲမှာလူကိုအုံနေတာဗျို့ကျုပ်တို့ထဏောင်းကုန်းတကြီးနဲ့ဆယ်အိမ်ကောင်းတွေလည်းရောက်နေကြပြီဗျဝိုင်းထဲမှာအောက်လင်းတံမတိတလုံးထွန်းလာတယ်လူကျော်အလောင်းကပက်လက်ဆန့်ဆန့်ကြီးဗျဟုတ်ပါဗျာရှင်အုံမှာနွားကြူရကြီးဗျို့လုံးပတ်ကနှစ်လမ်းမလောက်ရှိမယ်ဗျတွေးတွေကအခုထိစီးထွက်နေတော့မယ်ဟာဆောင်းရှားပြီးအောက်မှာလူကျော်ခွေးညိုကြီးဗျဆက်ဆန့်ကြီးတေးနေတာ ျုပ်တို့ရွာတွေကလူတွေကညိုကြီးကိုလက်နဲ့ဆန်းကြည့်နေကြတယ်။နံရိုးတွေအကုန်လုံးကျိုးနေတာကွတော်တော်ပြင်းတဲ့ကံကြက်ပဲ။ညိုကြီးကိုမမြင်ရတဲ့နွားကန်သွားတာလေဗျာ။လူကျော့ကိုလည်းမမြင်ရတဲ့နွားကပဲဝှေ့တက်သွားတာပေါ့ဗျာ။ကျုပ်တို့ရွာမှာဖြစ်လာရင်အဆန်းကြီးပဲဗျ။ဟုတ်ဟုတ်ဟုတ် What rain What rain ဟာအရှိပိုင်းကိုရောက်သွားပြီဟိခွေးတန်ကြီးရောနွားတန်ကြီးရောကြားတယ်ကွ။ကိုဘမောင်ဆိုတဲ့လူကထားပြောလိုက်တာဗျ။ကျုပ်ဘာလုပ်ရမလဲဆိုတာတွေးမိသွားပြီဗျို့။ ကျုပ်ချက်ချင်းအိမ်ပြန်လာတဲ့ချောက်ခဲတို့နှစ်ယောက်ကလည်းကျုပ်နဲ့ထတ်ချက်မခွာပဲဗျအိမ်ရောက်တော့အဘတို့အမေတို့ကိုအချိုးအချောင်ပြောပြလိုက်တယ်ဟာဖြစ်မှဖြစ်ရလေဟဲလူကျော်သေးပါပေါ့လားလို့အမေကပြောပြီးငဲ့ရီတုတ်တယ်အဘတို့အမေတို့ကကျုပ်တငယ်ချင်းနေဆိုရင်လွတ်ခင်တာဗျကျုပ်လည်းဆေးလေအိတ်ကိုယူပြီးမျက်ကွင်းဆီကွင်းလိုက်တယ်လွယ်အိတ်ထဲကခြေမန်းကွင်းကိုရှာပြီးအပေါ်ဆုံးမှာတင်ထားလိုက်တယ်ယူလို့လွယ်အောင်ပေါ့ဗျာကျုပ်ကဆေးလွယ်အိတ်ကိုဆလဲတိုင်းထားလိုက်တယ်ကဲကျောက်ခဲနဲ့တံမလီရွာအရှိပိုင်းကိုသွားကြတော့ကွာ ကျုပ်ကရှိကထွက်ဒီကောင်နှစ်ကောင်ကနောက်ကကပ်ပါလာရောဗျတတိနင်တတိဝိရိယလည်းထားအောင်နော်အမေကကျုပ်ကိုလှမ်းအော်ပြောတာဗျကျုပ်တို့သုံးယောက်ရွာရှိပိုင်းကိုရောက်တော့ဖုံဖုံဘုံဖုံဖုံဆိုတာကအိမ်တောင်ဝိုင်းမှာစိုက်ထားတဲ့ငါပြောပင်တွေကိုဝှေ့နေတာဗျပြင်းပြင်းဆိုတာကငါပြောပင်တွေနားကမကြီးပင်ကြီးကိုကိုလုံးနဲ့ပုတ်တဲ့အတန်းဗျဟောတွေ့ပြီဗျို့တွေ့ပြီနဲတဲ့အကောင်ကြီးမှမဟုတ်တာဗျာနွားနဲ့ကြီးဗျအရက်ကကျုပ်တည့်ရထက်တောင်မြင်သေးတယ်ဗျို့ခေါင်းကြီးကခွဲတောင်းတုံးလောက်ရှိတယ် ဂျိုကြီးတွေကနှစ်လက်မှရေပိုက်လိုက်ရှိတာပြို့ဒီဂျုံနဲ့ကျုပ်တငယ်ချင်းလူကျော်ဖွဲချင်းပြီးအောင်ဝှေ့တက်ခဲ့တာပေါ့ဗျာကျုပ်တေးတေးချာချာတိသွားပြီကျုပ်ဆရာကြီးတွေလိုက်တော့မှတ်သားထားမှုတွေဘူဒ္ဓရဆိုဒါတိုက်နွားကြီးဗျသူ့ကိုစီရင်နဲ့ဆရာတေးသွားလို့လားဒါမှမဟုတ်ရင်မနိုင်တော့လို့လွတ်ကြံရေးခဲ့တာလားတော့မသိဘူးဗျကျုပ်လဲခက်လန်းလန်းကနေပြီးအကဲခက်နေရတော့တာပြို့အနာကူတော့တိတ်မကက်ရဲဦးလေဗျာခုနလေးတင်ကျုပ်တငယ်ချင်းလူကျော်ဖွဲ့တက်ထားတဲ့နွားလေးကျုပ်ဘလို့လို့အနာကူကက်ရဲမှာလဲ ကျုပ်ဆေးလွယ်အိတ်ထဲကဆရာနွန်ဖပေးခဲ့တဲ့ခြေမန်းကွင်းကိုထုတ်ယူလိုက်တယ်ခြေမန်းကွင်းကိုတဆင့်ထပ်ဖြီလိုက်တယ်ခြေမန်းကွင်းအကျယ်ကြီးဖြစ်သွားတယ်ဒါမှတိုင်နွားကြီးရဲ့ခေါင်းကိုဆွတ်လို့ရမှာလေဗျာရှူရှူရှူတိုင်နွားကြီးနှာမုတ်တဲ့အတန်းဗျခွဲလောင်းလောက်ရှိတဲ့ခေါင်းကြီးနဲ့နှစ်လက်မလောက်ရှိတဲ့ဂျိုကားကြီးတွေဝေ့ကဝိုက်ကလှုပ်ရမ်းနေတာဗျို့မျက်လုံးညီနှလုံးကလည်းမှောင်ထဲမှာရဲတောင့်နေတာပဲဗျမှောင်ထဲမှာလိုက်ကြည့်ပြီးသူ့ရဲ့ရန်သူကိုလိုက်ရှာနေတဲ့ပုံပဲဗျကျုံနဲ့ကြောက်ခဲလုံးနှစ်ယောက် ကက်လက်ဝိုင်းကြီးကနေထနောင်းမီကြီးနောက်မှာကက်ပြီးထိုင်ကြည့်နေကြရတာဗျဘုတ်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 ဖူဖူဖူဟောတိုင်နွားကြီးကရန်သူရဲ့ငွေတက်ကိုရသွားတဲ့ပုံပဲဗျမြေကြီးကိုခွာနဲ့တပုတ်ပုတ်ရက်နေတယ်နှာခေါင်းကလည်းတဖူဖူမှုတ်နေတယ်သူ့ကိုယ်လုံးကြီးကလည်းမကြီးပင်ကြီးကိုတပြင်းပြင်းနဲ့ပွတ်နေသေးတာဗျဒီတိုင်နွားကြီးရဲ့ခေါင်းကိုဒီချိန်မှန်းကွင်းနဲ့ဆွတ်ဖို့ဆိုတာမလွယ်တော့ဘူးလို့ကြောက်ထင်တယ်ဗျ ဒီချင်မန်းကွင်းကြီးကိုသူ့ခေါင်းမှာဆွတ်မချခင်ပါပဲသူ့ဂျိုပြားမှာကျုပ်အသက်ပါသွားမှာတေးကြတယ်ဒီတိုင်းလွတ်ထားလို့ကလည်းမဖြစ်ဘူးလေဗျာမနဲ့မိုးမလေးကကျုပ်တို့ရွာသားတွေဘယ်နှယောက်ထက်တည်မဲဆိုတာဘလို့မှမပြောတတ်ဘူးဗျကြောက်ခဲနဲ့တမ်မလီကကျုပ်ကိုအကဲခတ်ပြီးကြည်နေတာသူတို့ကနွားကြီးဘယ်ုံမြင်ရမှာတော့အတန်ပဲကြားနေရတာပေါ့ကိုကြီးတက်တယ်မြင်လားကြောက်ခဲကကျုပ်ကိုလေတန်လေးနဲ့မေးတာဗျကျုပ်ကခေါင်းငိမ့်ပြလိုက်တယ်အကောင်ကြီးလားငါရက်ထက်မြင်တယ်ခေါင်းကခွဲထောင်းလောက်ရှိတယ်ကွာ ဟာဖြစ်ပါမလားကိုကြီးတာဒီမဖြစ်ရင်တော့မလုံးနဲ့ဗျာတော်ကြာဟာကိုကြီးတာဒီပါအနေဖြစ်နေဦးမယ်ကျုပ်ကကြောက်ခဲကိုလက်ကပြလိုက်တယ်ကျုပ်ဘာလုံးရင်ကောင်းမလဲတွေးလိုက်ကျုပ်မဖဲဝါကိုသတိရသွားတယ်ဗျို့ကျုပ်လွယ်အိတ်ထဲကဂရီပါအိတ်ကလေးကိုယူလိုက်ပြီးမဖဲဝါရဲ့ကိုဘွားအယုတ်ကလေးကိုကြောက်ခဲလို့မမြင်အောင်ထုတ်လိုက်တယ်ကဲမင်းတို့နေကဟိုတည့်ရပင်ကြီးနောက်မှာသွားနေဖြည်းဖြည်းလေးသွားမင်းတို့ကိုနွားကြီးမြင်သွားရင်မလွယ်ဘူးဒီကောင်းကောင်ရွေ့တယ်ဆိုရင်လေရွေ့ပြီးတည့်ရပင်ကြီးနောက်မှာကတ်နေကြတယ်။တင်းချမ်းရှင်မမဖဲဝါခမညာ ထနောင်းကတာတီပင့်ပါတယ်လွတ်အရေးကြီးနေလို့အခုချက်ချင်းကြွပေးပါခင်ဗျာချုပ်ကတိုးတိုးလေးပြောပြီးမဖဲဝါကိုပင့်လိုက်တယ်ဟောလှုပ်လာပြီလှုပ်လာပြီချုပ်လက်ထဲမှာကင်ထားတဲ့မဖဲဝါရဲ့ကိုဝါးရုပ်ကလေးလှုပ်လာပြီဗျမဖဲဝါရဲ့ကိုဝါးရုပ်ကလေးမှာအတက်ဝင်လာပြီဆိုတာချုပ်သိလိုက်တယ်တင်းကျိုင်းရှင်မကြီးမဖဲဝါဗျာဒီတိုင်နွားကြီးကိုချုပ်ချေမဲဝင်ဆွမှဖြစ်မယ်ဒီတိုင်နွားကြီးကချုပ်တို့ရွာသားတယောက်ကိုတက်လိုက်တယ်ဗျလွတ်ထားရင်နောက်ထပ်လူတွေတက်တည်နေဦးမှာပဲတေးကြတယ်မဖဲဝါ ချုပ်ဆရာကြီးတွေလို့တို့ခြေမန်းဝင်းစွတ်ပြီးမူလပြန်မှဖြစ်မယ်ဗျချုပ်လက်တစ်ဖက်ကမဖဲဝရုပ်ကလေးကိုကိုင်ရင်ခြေမန်းဝင်းကိုချုပ်တေးသေးချာချာပြင်ပြီးကိုင်လိုက်တယ်ဒီတုန်းမှပဲချုပ်လက်ထဲကမဖဲဝရဲ့ကိုပွားရုပ်ကလေးဆက်ခနဲလှုပ်သွားပြီးအရုပ်ကနေဖြူဖြူတန်းလေးတစ်ခုထွက်ပြေးသွားတယ်ဟာမဖဲဝတိုင်တန်းကြီးကိုကာယာကြီးခွာစည်းထားတာဟာနွားကယုံနေပြီပြို့သူ့ကိုခွာစည်းထားတဲ့မဖဲဝကြီးကိုခါချနေတယ်ဗျအရက်ဆယ်ပြီလောက်ရှိတယ်မဖဲဝါကြီးကလည်းသပင်ဖားလာကြီးချလို့ဗျဟောဟော တိုင်နွားကြီးကလည်းသူ့လေပင်ကိုကွေးပြီးသူ့ကိုယ်ပေါ်မှာစီးထားတဲ့မဖဲဝါကိုဂျိုကြီးနဲ့ဝှေ့နေတယ်ဗျချုပ်ကတော့ထနှောင်းဝင်ဘေးကိုထွက်ပြီးအတင့်ရက်နေလိုက်တယ်ဟာတိုင်နွားကြီးကချုပ်ကိုမြင်သွားပြီဗျအတန်နဲ့ကြီးနှစ်ဆင့်ဆက်ပြီးတွန်လိုက်တာဗျတိုင်နွားကြီးကငေကြီးမှခွာရက်နေတယ်ဗျချုပ်စီကိုပြေးဝင်တော့မဲ့ပုံမဲဗျချုပ်လည်းခါကိုကုံပြီးအတင့်ပြင်ထားလိုက်တယ်နွားရဲ့အာယုံကချုပ်ဘက်ကိုရောက်လာတော့မှမဖဲဝါရဲ့လက်ကြီးတစ်ဖက်ကလေထဲကိုမြောက်တက်သွားပြီးဖုံဖုံဖုံ နွားကြီးရဲ့ကြောကုန်းကိုတုံးချက်တိတိဆက်တက်ရိုက်ချလိုက်တယ်ဗျို့နွားကြီးလည်းကြောကုန်းကြီးကော့ပြီးထွက်သွားရောဗျို့ဒါအခွင့်ရေးပဲပြေးပြီးကျုပ်ပြေးပြီးကျုပ်ခုန်လိုက်ပြီးဆွတ်ပြီးခြေမန်းဝင်ကိုမိမိရရကိုဆွတ်လိုက်ပြီဗျာကျုပ်ဆွတ်လိုက်တဲ့ခြေမန်းဝင်ကြီးကနွားကြီးရဲ့လက်ဘေးမှာတွဲလောင်းကြီးဗျဟောနွားကခေါင်းကြီးငုံပြီးခါချနေတယ်ဗျို့ဘုံမဖဲဝါနောက်တစ်ချက်ထိုက်ရိုက်လိုက်တယ်ဟာနွားကြီးငြိမ်သွားပြီဗျို့နွားကြီးတဖြည်းဖြည်းသေးလာပြီ ဟာငသိုးရွယ်ရောက်သွားပြီဟောနွားပေါက်ကလေးရွယ်ရောက်သွားပြီဟင်မရှိတော့ဘူးပျောက်သွားပြီဗျကျုပ်မြေကြီးပေါ်ငုံကြည့်လိုက်တော့ကျုပ်ဆွတ်ထားတဲ့ခြေမန်းဝန်းကြီးအလဲမှာနွားရုပ်ကလေးဗျရှွန့်နဲ့လှုပ်ထားတာလားတက်သားနဲ့လှုပ်ထားတာလို့ကျုပ်မသိဘူးဗျကျုပ်ကကျုပ်ဆရာကြီးရဲ့ခြေမန်းဝန်းကိုကောက်ယူလိုက်တယ်ဟာမဖဲဝါရဲ့လက်ကြီးတစ်ဖက်ကနွားရုပ်ကလေးကိုကောက်ယူလိုက်တယ်ဗျဟောပျောက်သွားပြီမဖဲဝါပျောက်သွားပြီဗျကျုပ်ကခြေမန်းဝန်းကိုတေးတေးထားထားခွဲပြီးလွယ်အိတ်ထဲမှာထည့်သိမ်းလိုက်တယ်ပြီးတော့ မဖဲဝါရဲ့ကိုဝါရုပ်ကိုလည်းတိမ့်လိုက်တယ်။ကျုပ်နောက်ကိုလှည့်လိုက်တာနဲ့ကြောက်ခဲနဲ့တန်မလီကကိစ္စပြီးသွားပြီဆိုတာသဘောပေါက်ပြီးတရက်ပင်ကြီးနောက်ကနေပြေးထွက်လာကြတယ်ဗျ။ကိုကြီးတတေငွားကြီးရောငွားကြီးရှိသေးလားဗျ။ကျုပ်ကခေါင်းခါပြပြီးပြောလိုက်တယ်။အောက်လန်းဆရာတယောက်လက်လွတ်ချန်ခဲ့တဲ့နွားရုပ်ကလေးပါကွာ။ဟင်ဗမာတို့မဖဲဝါတိမ့်သွားပြီကွ။ဗျာမဖဲဝါကြီးရောက်လာတာလား။ကိုကြီးတတေအေးဟုတ်တယ်ငါပင့်လိုက်တာ။ငါဆီယာမမှုတ်တာကြောက်ခဲရာဒီနွားကြီးကိုငါတယောက်တည်းဘယ်လိုလုပ်နိုင်မှာလဲကွ။ အဲ့ဒီညကကျုပ်တညာလုံးအိတ်မရပါဘူးကျုပ်တငယ်ချင်းလူကျောရဲ့အတုဘမှာမိုးလင်းသွားခဲ့တာပေါ့ဗျာဒါကတော့ဆရာတာတေးရေးသားထားတဲ့တိုင်နွားဆိုတဲ့ဝတ္ထုကိုဖက်ပြပေးသွားတာပဲဖြစ်ပါတယ်